အားလုံးပဲမင်္ဂလာပါဗျ Rolling Record Channel မှာပြန်လည်ကြိုဆိုလိုက်ပါရစေဗျကျွန်တော်အနေနဲ့ Trip in Myanmar ဆိုတဲ့ခေါင်းစဉ်အောက်ကနေပြီးတော့မြန်မာနိုင်ငံအတွင်းကျွန်တော်တို့သွားလာရောက်ရှိဖြစ်တဲ့နေရာတွေရဲ့အကြောင်းမြင်ကွင်းတွေကိုပြန်လည်မျှဝေနေတာဖြစ်ပါတယ်အဲ့ဒီအထဲမှာမှာဒီ episode 16ကတော့ကျွန်တော်တို့ ကလောနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုမျှဝေတဲ့ episode ဖြစ်ပါတယ်။အဲဒီတော့အခုကတော့ကျွန်တော်တို့ Around Claw ရဲ့ပတ်သက်တဲ့မော်ကျွန်တော်တို့ကလောနဲ့ပတ်သက်လို့မျှဝေတဲ့မြင်ကွင်းတွေရဲ့73ခုမြောက်အပိုင်းကိုမျှဝေသွားမှာဖြစ်ပါတယ်ဗျ။ဒါလေးကကျွန်တော်တို့ပြီးခဲ့တဲ့တိတ်တားမကြသေးတဲ့ကာလတစ်ခုကမှတ်တမ်းတင်ထားခဲ့တဲ့မြင်ကွင်းတွေဖြစ်ပါတယ်။ โอเคအခုကကလောဆေးကိုတွားမယ်ရှင်ဒီနှစ်ကောင်အင်းပြင်ထိတ်လေးပေါ့ဟုတ်ကဲ့အာဒီမှာကတော့ဒါကကျွန်တော်တို့မိုးရသည်အလေပိုင်းလောက်ဖြစ်တဲ့အခါကျတော့ရှာတဲ့ဥရုအနေထားကတော့ရမန်ကမိုးရွာတာမျိုးလေးလည်းရှိတယ်ပြီးသွားလို့ရှိရင် အာနေပူတဲ့ကာလာလေးလည်းရှိတယ်။အသီးနှံတွေကတော့စိမ့်စိမ့်ဆူဆူလက်လက်ဆက်ဆက်ရှိတယ်ဒီဟာဒီမှာကလေ။ဒီနေပတ်တလို့ကကျွန်တော်တို့အတော်မြတ်မြောက်ရေးပူပါတယ်အခုကလည်းနောက်ပြန်ကျုံရင်ကျုံသလိုလေးမြောက်ရတာဖြစ်ပါတယ်ဒီနေရာမှာကလောဈေးက ကလောဈေးနေနဲ့ပတ်သက်လို့သူက တူတဲ့ဈေးနေတွေရှိပါတယ် ဒီဟွာပေါ့ရှမ်းပြည်တောင်ပိုင်းဘက်မှာဒီမှာဆိုလို့ရှိရင်ကလောဆေးနေနဲ့တူတာကရွှေညောင်ဆေးပြီးရင်ပင်ဖြစ်ဆေးပြီးရင်ဖဲခုံဆေးပြီးရင်နောင်မွန်ဆေးပြီးရင်ခေါင်တိုင်ဆေးအင်းတိန်ဆေးနောင်ကားဆေးဇလဲဆေးရေဦးဆေးမိုင်းနှံဆေးကြောက်တန်းဆေးမိုင်းအင်ဆေးဝါရောစီးတွေနဲ့ဒါအတူတူပဲဖြစ်ပါတယ်ကလောစီးနေရအဓိကကတော့ဒီမြို့တွေကမြို့ကြီးတွေကဆိုလို့ရှိရင်ဒီလမ်းမကြီးပေါ်မှာရွှေညောင်းနဲ့ကလောနဲ့ကဈေးနေတူပါတယ်ဗျ တပည့်ဒေသတွေရဲ့ဈေးနှုန်းရဲ့ထုံးစံအတိုင်းပဲသူက9ရက်တစည်းချင်းမှပါတယ်အကယ်လို့ဈေးနှုန်းချင်းမှပဲနေကအာလာပြည်လကွယ်အခါကြီးနေကြီးဖြစ်နေတယ်ဆိုလို့ရှိရင်တော့သူကတရက်စောပြီးတော့ကြိုခင်းလေးရှိပါတယ်ဘုရားပန်းနေဒီနေ့နေရာဒီမှာဒီတိုင်းပဲဒီလို ူကဒီကလောစီကဟိုကျွန်တော်တို့ဒီရှမ်းပြည်တောင်ပိုင်းမှာရှိတဲ့ထဲမှာခရီးသွားအတော်များများဝင်ပြီးတော့လေလာပြစ်ကြတာဝယ်ပြစ်ကြတာလိုက်ကြည့်ပြစ်ကြတာကလောစီနဲ့တောင်ကြီးစီအဲပြီးတော့အောင်မန်းစီပေါ့အဲ့ထဲမှာမှာကျွန်တော်တို့အမြင်ရပေါ့နော်ကျွန်တော်တို့အမြင်ရပြောတာပါကျွန်တော်တို့အမြင်ရကျွန်တော်အောင်မန်းစီရဲ့ဈေးကွက်ကပို့ပြီးအော်ကြီးမာပြီးတော့အဲနည်းနည်းကြည်ရတယ်လို့ပြောလို့ရမှာဟုတ်ဖျားပန်းနေချင်းတားလက်ဆက်တယ်နော်ဟုတ်တယ်လား နှင်းစီဆိုလဲနှင်းစီနေလဲဒီဘက်မှာဈေးထားတတ်တာလေဗျဖះဘန်းထိုးရတာဒီဘက်တည်းကတော့တအားတန်တယ်ဒီနေ့ရတဲ့မြန်မြန်ဆဆဝေးတာမျိုးမရှိပဲကျွန်တော်တို့ဒီတိုင်းလိုက်ကြည့်အောင်တက်တက်လောက်ပါပဲ။

ဒီမာတွေကဒီဘက်မှာတော့အဲဂေါ်ဂါတီလို့ဘာလို့ကတောင်းပေါ်တယ်ရတယ်ဂေါ်ဂါတီကအောင်ဘန်းကဂေါ်ဂါချက်အများကြီးရှိအောင်အဲ့ဒီဘက်ကနေထွက်တယ်ပြီးသွားရင်ဒီဘက်ဒီမှာကငချောက်ငချမ်းအဲ့ဒီဘက်ငါစုပ်ငါကလေဒီဘက်ချမ်းမှာကရေချိုငါညားတယ်ဗျရေချိုငါညားတယ်ရေချိုငါရေငန်ကြတော့လေသူတို့ကဒီဟာရန်ကုန်လို့ပြီးသွားတော့ဗာလေအောင်ဘန်းဆိုလို့ရှိရင်မော်လမြိုင်လို့ဗောလို့အဲ့လိုမျိုးတွေကနေယူတာလို့သိရတယ်ဗျာ ပြီးတော့ဒီမှာအဲ့ဒီထမင်းဆိုင်ဒီလိုမနဲ့အစိုးကြီးတွေကထမင်းဆိုင်တွေကဟိုကဖြစ်တယ်အဇင်းနေဆိုရင်ဇင်းနေမှာရောင်းတဲ့ထမင်းဆိုင်ပေါ့အချို့နေကလာတဲ့ဒီတိုင်းသားတွေဒီသားကန်တွေကသူကဒီမှာဇင်းမှာထမင်းစားကြလေရှိတယ်အဲ့ဒါမနဲ့၈နာရီလောက်ဆိုတချို့ထမင်းဝယ်စားကြတယ်ပြီးတော့ခုနတွေ့လိုက်လားပိနေတိလေပိနေတိကဒီဘက်မှာအဲ့လိုရောင်းတာပိနေတိကိုထချမ်းချမ်းပြီးတော့အာပိနေတိတလုံးကိုလေးစိတ်စိတ်လိုက်တယ်ပေါ့အဲ့ဒီစိတ်လိုက်ပဲရောင်းတာအမွာပါညာကောက်ကိုအိမ်ကမှနှွာယူပေါ့ဒီလိုမျိုး ဟိုတည်တည်ချာချာနဲ့အလုံးအမွှာအကြီးတွေကိုတက်တက်ရရနဲ့ဈေးယူပြီးရောင်းတဲ့ဆိုင်တွေရှိတယ်လို့အခုလိုတဘာဝအတိုင်းပဲအဲ့ဒီလိုအတိအကျချမ်းပြီးရောင်းတာတွေလည်းရှိတယ်ဗျ။ ဒီဟိုဟာဒီဆိုလို့ရှိရင်လေ brain brain ကိုလာအဲ့ပန်းကြီးကလည်းကျွဲတွေကတားလှက်တယ်ဗျဒီမှာအချို့ဈေးတွေကြာရင်အဲ့ဒီအမိုးမိုးထားတဲ့ဟာတွေကြီးကြီးကြီးလေတော်တော်မင်းရှောင်သွားတာမျိုးလို့ရှိရဒီမှာတော့နည်းနည်းလွတ်လွတ်လပ်လပ်ရှိရ ကျွန်တော်တို့အဲ့ဒီလိုသွားတဲ့အထဲမှာလေတကယ်ကိုဟိုဘယ်လိုပြောရမလဲကျိလက်အရသာအပြည့်ဝရတယ်ပြီးသွားလို့ရှိရင်တကယ်ဟိုးကျွန်တော်တို့ဖတ်ဖူးတဲ့ဟိုဝတ္ထုစာအုပ်တွေဟိုးရှစ်ခေတ်တော့ရှင်ပြေချောင်းကြီးတဲ့ဝတ္ထုစာအုပ်တွေနောက်အချို့သောမင်းသိင်္ဂါစာအုပ်တွေစသဖြင့်အဲ့လိုဒီထဲမှာတွေ့ရတဲ့မြင်ငွေမျိုးတွေအဲ့ဒီမှာတွေ့ရတယ်အဲ့ဒါဘယ်စီလဲဆိုတော့တန်းထောင်စီတန်းထောင်စီဆိုတော့ကျွန်တော်တို့ဟိုဟာပေါ့ခေါင်တိုင်လေအင်းလေးခေါင်တိုင်အဲ့နာစီလေအဲ့ဒါကျွန်တော်တို့ပြီးခဲ့တဲ့ဟိုနှစ်က ဖောင်းတော်ဦးဖျားပွဲလှဲ့တော့အဲ့ဒီကိုတွားရင်းနဲ့ဝင်လေလာပြစ်တာအာသူကအဲ့လိုဇွေညက်ဆိုင်တို့ဗပေးဆိုင်တို့ဘာတို့ကသူအဲ့ဒီဈေးထဲမှာတခါတည်းရှိတာအဲ့ဒီဈေးနေကြမှာဖွင့်တာမျိုးလေးအရင်သဘောချစရာကောင်းတယ်သောဇာနဲ့ဒီဘက်မှာတော့ရှမ်းခေါက်ဆွဲတူဟူးနွေးတူဟူးကျော်ဘာသမင်းနဲ့ဝတ်တချင်ဒါတွေကတော့ဒါရှမ်းစည်းတွေမှာ ရှမ်းပြည်တောင်ပိုင်းရဲ့ဈေးတွေမှာတွေ့ရလိမ့်ရှိတဲ့စားစရာတွေပလိုင်းရတော့ဒီဘက်ကတအားတုံတာပြဒါအဲ့လိုပဲဇီစီထဲမှာ လက်ဖက်ဆိုင်ဒီလက်ဖက်ဆိုင်လေးတွေအခုလို့ဈေးနဲ့ဆိုလို့ရှိရင်ဒါအချို့ကျတော့ဈေးနဲ့မဝင်မဖွင့်ဘူးရအချို့ဆိုင်တွေကလေဒါဈေးကနောက်ဖက်တန်းပေါ့အင်းတည်တည်နောက်ဆုံးချိန်တွေပေါ့ ပီးရဒါဒီဘက်မှာငပီးရနည်းနည်းရှားတယ်အချို့နေရာတွေမှာမှငပီးရတယ်တည်တည်ပြီးတော့ဒီဘက်မှာလေဟိုခိုင်းကူးလာအဲ့လိုမျိုးမျိုးတွေအများကြီးပဲလို့ရောင်းလဲဟိုလောလောဆယ်စားလို့ရတာတစ်လုံးလောက်ပဲလို့ရင်းတယ် ရတယ်အခုချက်ချင်းစားလို့ရပြီလားဟုတ်ဟုတ်ွယ်လာပြီအတီးထဲမှာအကြိုက်ဆုံးအတီးတစ်ခုထူရင်ဩတာအာပြီးတော့ဒါလေးကကြတော့လေကျွန်တော်တို့ဈေးနေမဟုတ်တဲ့ရက်ဈေးနေမဟုတ်တဲ့ရက်မှာကလောဈေးရက်ကိုတစ်ချက်ဝင်ပြီးတော့အာနည်းနည်းတချို့ဗားလေးတွေလိုက်ကြည့်တာပေါ့သိကျင်တာတို့ကျင်တာလေးတွေ ိုနားအကောင်နေပတ်စံလုံးလို့ထပ်ပတ်ဒီရတော့ဒါဒီရာဒီထပ်ပတ်ဒီရာဒီကိုအချို့ကတော့ပြောတယ်ဗျဟတ်တီးကလေဟတ်တီးဆိုအတိအသေးလေးဟတ်တီးတွေကတဲ့မိုးတွေမှာမထွက်ဘူးလို့တော့ပြောတယ်ဗျအဲအင်္ဂလိပ်ထွက်လို့ရှိရင်ကျတော့ဒါဆက်မျိုးပါညာအဲ့လိုမျိုးလို့ပြောတယ်ဒါပေမဲ့နော်ကျွန်တော်တို့ဒါကျွန်တော်တို့သိတဲ့လောက်ကိုပြောတာပို့ပြီးအသေးချာသိတဲ့သူတွေဝင်ပြီးတော့မျှဝေနိုင်ပါတယ်ဗျဒီမှာကြည့်အတိအသေးဆိုလို့လုံးဝအတိအပြည့် မိုးပွားလေးနဲနဲလေးကြားလေအနွားကြီးဒီမှာဟိုအခုနောက်ပိုင်းပါလေကျွန်တော်တို့ဟိုထပ်ပတ်ဒီကိုလေရှီရှီလေးတွေဒီတိုင်းနှွာပြီးစားတဲ့ဟာလေးလေအဲ့လိုပါလေဘယ်လိုခေါ်လဲမသိဘူးခေါ်တာတော့ဒီမှာကြီးဒါတော့လုံးဝရှမ်းထွက်ကုန်နေခုနထက်ကဆိုင်နေဆိုလို့ရှိရင် ါတော့ပုံမှန်ဈေးတွေမှာရောင်းလေရောင်းတာရှိတဲ့ဆိုင်တွေနဲ့တို့ရဲ့ဒေတာထွက်ဆိုင်တွေပုံစံအဲဒီဘက်ကတော့ဒါကဈေးတွေကမြို့မှာဈေးတွေကအစားတောက်တယ်ပေါ့နမကြီးဆိုင်တွေရှိတယ်တတ်သူဒေတာကန်တွေကြိုက်တဲ့ဆိုင်တွေရှိတယ်ပုံစံအမျိုးမျိုးစီပေါ့အများကြီးပြီးသွားလို့ရှိရင်ထမင်းဆိုင်လေးတွေလည်းရှိတယ် ရှမ်းဝေဆုံးလေးဟာဒါတော့ရှိဟောဆက်နွယ်တော့ဗောဒီလမ်းကဒါကဒီမြို့ဒီမြို့မဆေးရဲ့ main land ကြီးဗောမြို့မဆေးရဲ့အဓိကလမ်းမကြီးဒီဘက်ဒီမှာနနတီအောင်သည်ဒါတော့ဆန်လာဒါဒီဘက်ကျွန်တော်တို့ဘေးထွက်ပေါက်ဗျဒီလမ်းကြီးက one way လေး one way ဆိုတော့အပေါ်အထက်ပဲရတယ်အောက်အစင်းမရဘူး ်ဈေးရဲ့သူကဈေးရဲ့ဘယ်နဲ့ညာပေါ့ဈေးကိုမျက်နှာချင်းဆိုင်လိုက်ပြီးညာပဲချမ်းကြည့်ရအောင်ခဏလုံးလောက်ရှိတယ်မင်းနော်ကွာအလုံးရည်လည်းကိုမတန်ဘူးဟုတ်ဒီကတလုံး900လေအာအာအရှိန်လည်းဝယ်ရတော့အရှိန်လည်းတပိတ်တာ၄000ဝယ်ရတော့ငါတော့မရအောင်လားတော့ဒါမှ90တာဟုတ်ပြီအဲ့ဒါ90တာဟုတ်နော်အမှမဟုတ်ထည့်လိုက်ထည့်လိုက်ရတယ်ထည့်လိုက်မနော် ပင်မသီး3000ဘိုဘယ်လောက်ရလဲဆိုတာအဲ့လောက်ရတယ်ပင်မသီးကနှလုံးတွေပိုင်းနဲ့ပတ်တဲ့ရန်ကောင်းတယ်လေဖြော်တောက်ရင်လည်းဒါကောင်းတယ်တကြားလေးနည်းနည်းနဲ့ပေါ့သူတားအချို့မသုံးမဲနဲ့သူကအချင်းနည်းလေးပြင်းတာဟာအဲ့လိုစားလေးနဲ့တကြားလေးနဲ့ဖြော်တောက်တားကောင်းတယ်ဘာရေခဲမှမထဲနဲ့ဒီဘက်ဒီမှာကျတော့ရေခဲထည့်စရာမလိုဘူးသူကသူလေးအဆင်ပြေတယ်ဒီတိုင်းတောက်လို့လေဒါဆေးရှိပဲတဲ့ ီနေ့ကတော့ပေါ့ပေါ့ပါပါပဲဈေးလေးဒီလိုပဲဈေးပတ်တာပေါ့ဈေးပတ်ပြီးနည်းနည်းတွေ့တာမြင်တာလေးတွေပဲကျွန်တော်တို့မျှဝေးတာပါဗျโอเคဒီမှာဒီ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 อ่ะအဲကျွန်တော်တို့ဒူးရင်ဩဇာ လုံးဝအကြိုက်ဆုံးသီးထဲမှာတစ်ခုပါတယ်သူ့ကိုကြားလေးနဲ့ခောက်လိုက်လို့ရှိရင်ဒီကောင်တအားမှုေးပြီးတော့လေကျွန်တော်တို့တော့ဒါသဘောကျတယ်ဒီဟာကိုပထမစားဘူးသမျှထဲမှာတကယ်အကြိုက်ဆုံးကကျွန်တော်တို့ဒီထဲမှာမျှော်ရပြပါတယ်ကျွန်တော်တဝယ်မှာတော့ကလေအပင်မှာမှဲ့နေတဲ့အသီးအဲ့အသီးကိုစားရတာဟိုအိုးတအားကောင်းတာအခုဒီဟာလေဒီတိုင်းပဲဒီကောင်ကိုအခုဒါအသားနှွာပြီးသွားပြီသွားနှွာပြီးသားဒီကောင်ကြားထဲ့မယ်ကြားထဲ့ပြီးဒီကောင်ကနည်းနည်းလေးခလောက်လိုက်မယ်ခလောက်လိုက်ပြီးသွားပြီဆိုလို့ရှိရင်တော့ သူကသူ့ရဲ့အနှစ်လေးနေနဲ့အဲ့လိုစားရတာကျွန်တော်တို့တော့တော်တော်ကြိုက်တယ်အဲ့ဒီရတာကိုလေဒူရင်ဩစာကိုင်းမင်းဒီကောင်ကောင်းကောင်းခောက်ပြီးသွားပြီဆိုလို့ရှိရင်နော်ကိုင်းမင်းသူ့အနှံ့လေးကိုလည်းကြိုက်တယ်သူ့ရတာကိုလည်းကြိုက်တယ်โอเคโอเคကျွန်တော်တို့ဒီပိုင်းမျှဝေခြင်းကတော့ဒီမျှပဲဖြစ်ပါတယ်ဗျာ ျွန်တော်တို့နောက်ပိုင်းနေကြမှာကျွန်တော်တို့နဲ့အတူတူကျွန်တော်တို့သွာလာဖြစ်တဲ့ရောက်ရှိဖြစ်တဲ့နေရာတွေကိုလိုက်လံကြည့်ရှုပေးကြပါအောင်ဗျာ